ဒီနေ့ကဟိုအမျိုးသားအသားလေးရောလာရဲဆိုတော့ပို့ပြီးတော့ဝမ်းသာပါတယ်ဟုတ်တမင်ကဒီနမီဆက်တော့ပဲဖြစ်ပါတယ်ခင်ဗျာသူကအခုအချိန်မှာတော့ congratulation ပဲပြောမယ်ထင်ပါတယ်အရင်တော့သူလည်းဘာပဲဖြစ်စိတ်ချမ်းသာမှာပေါ့နော်ကျတော့သူနဲ့တော့မပြောရသေးဘူးချင်းဟိုမှာပွဲထဲမှာပဲထိုင်နေလို့လေတသားကတော့အရန်ပျော်နေပဲတင်နေဟွာလာပြီးတော့အားပေးပါတယ်သူကလည်းကလေးဆိုတော့လေအားပေးပါတယ်ရှင်ကြိုင်နေတယ်

မျိုးသမီးဦးဆောင်သောဇက်ကောင်မဖြစ်လူတီများကြော်ကြားတာဖြင့်ဉာဏ်ပညာရှိမှုတနာစင်တာမှုမေတ္တာတရားရှိမှမှုသဗ္ဗမှုလို့ကိုးစားပြုထားတယ်ဒီဝတ်ဆောင်လေးရပေါ့နော်ဒီမလေးဒီအချိန်နှလားလောက်ယူပြီးတော့မှဒီ National Costume လေးကိုဆရာတီကေတင်းစီမှာအပ်ခဲ့ရဖြစ်ပါတယ်ဒီဟာလေးဟာကြတော့လေဟိုတပင်နိုင်မင်းသမီးရဲ့ အဝတ်စုံလေးဖြစ်ပါရဲ့ရှင်။သူကဒီသူ့ရဲ့သဘင် ခုံလေးမှာအတွင်းထဲမှာကြတော့ကြာပူးကြာကန်လေးနဲ့လှုပ်ထားရဲဆိုတော့ဒီကြာဘက်လေးကဆက်ဆက်မှုရှောင်လှုပ်ထားရဲလို့ထင်နေရှင်။အချင်းနဲ့တဲမှာသူကကြတော့လေရိုးရိုးရှင်းရှင်းလေးနဲ့လဲလှရဲဆိုတော့ညီမလေးအရန်ဟိုသဘောကြပါရဲ။ဟုတ်။သူကစပြီးတော့ဖန်တီးတဲ့ဟိုဟာဒီတပင်နိုင်မင်းသမီးဆိုရဲ့ ဟာလေးကိုစပြီးတော့ဖန်တီးထားတာဖြစ်တယ်ပေါ့နော်ဟိုမှာ तू ကကြတော့ဟိုနှစ်မျိုးရှိရယ်ပေါ့နော်အထက်ကိုတိုင်းဒီတပင်နိုင်မင်းသမီးကိုကိုတိုင်းကရင်ကမကလို့ရှင်ဒီရုပ်သေးလေးနဲ့ပုံဖော်တာမျိုးလုံမလားဆိုတော့အဲ့ဒါဒီရုပ်သေးလေးနဲ့ပုံဖော်တာလေးကိုလှုပ်ချင်တဲ့အတွက်ကြောင့်မလို့ဒီရုပ်သေးပညာကိုဒီရင်ကျင်းမှုကရင်ကျင်းမှုတက်သွားဆရာမနဲ့သင်ခဲ့တာဖြစ်ပါတယ်ရှင်ဟိုညီမကတော့ရိုးရိုးရှင်းရှင်းလေးပဲလှုပ်ထားရယ်ပေါ့နော်ညီမရဲ့အသက်အရွယ်နဲ့လဲလိုက်တယ်ညီမရင်ကျင်းမှုကိုလဲဒါခြားပြလို့ကောင်းတဲ့ ီဝစ်ဆောင်ကိုဖန်တီးခဲ့တာဖြစ်တယ်ပေါ့နော်ဒီဝစ်ဆောင်ပေါ်မှာတော့ညီမအကောင်းဆုံးလုံးနိုင်မှုကိုပဲရည်ရွယ်ပြီးတော့လုပ်ခဲ့တာဖြစ်ပါတယ်အခုလိုမျိုးစုရတဲ့အတွက်ကိုလည်းအာညီမအနေနဲ့အရင်ပျော်ပါတယ်ဂုဏ်လဲဂုဏ်ယူပါတယ်ရှင်ဒုက္ခကြောင့်သာတက်ပြီးအမျိုးသားတွေ ရမ်းဟိုလေဝိုးကနေဝါကနေဖြစ်ရတဲ့အမိုက်စားတွေပဲဆိုတော့လေအမနိုင်ပြောရင်တော့မပြောလင့်တာပါဘူးရှင်အထက်တော့ဒီမှာမျိုးသားလာတယ်ဆိုတော့ခါကြတော့သူလည်းဗုတ်တင်လေးပဲပေးရဆိုတော့ဗုတ်တင်လေးပြရမလားပေါ့နော်အဲ့လိုမျိုးလေးတော့ရင်ခုန်တယ် ီဟာတော့ရေမခုန်သားပဲနဲ့ရရတော့ဝမ်းသာပါတယ်ဒီနေ့ကဟိုအမျိုးသားရောသားလေးရောလာရဲဆိုတော့ပို့ပြီးတော့ဝမ်းသာပါတယ်ဟုတ်ရှင်ဒီဝစ်ဆောင်လေးကညီမလေးခုနပြောသလိုပဲပေါ့နော်နှစ်လလောက်ကြိုတင်ပြီးတော့အက်ခေရဖြစ်ပါတယ်ဒီဝစ်ဆောင်လေးဆိုလို့ရှိရင်ဒီဆရာတကေရပေါ့နော်ဒီချာနုစိတ်ဖန်တီးပေးတာဖြစ်တယ်သူကတော့30နဲ့ငါးချုပ်ပါရှင်ငါးချုပ်ဆိုညီမလေးကဒီဝစ်ဆောင်လေးကိုဒါဆရာတို့ပြန်ပေးရမှာပေါ့နော် စိုးရိမ်နာတော့တော့ဘောเนาะကိုဝစ်စုံနဲ့ကို talent ပေါ်မှာတော့ဒါဟိုယုံကြည်မှုအပြည့်နဲ့ပဲကိုဝစ်စုံနဲ့ဒါကိုရဲ့တင်းလေးနဲ့ဟိုပဲအားဆိုင်ထုတ်ပြီးတော့ရှောက်ခဲ့တာဖြစ်ပါတယ်အဲယုံကြည်မှုရှိလားဆိုရင်တော့ဒါကိုရဲ့ဝစ်စုံပေါ်မှာပဲကိုကအာယုံစိုက်ပြီးတော့လုပ်ခဲ့တာဖြစ်ပါတယ်ရှင်ပြင်ဆင်တဲ့နေရာမှာတော့ဟိုဒီအကုန်လုံးကိုကြည့်ရတယ်ပေါ့เนาะကိုရဲ့မိသားစုကိုရဲ့အဲအမျိုးသားပေါ့เนาะပြီးလို့ရှိရင်ဒီကိုလှုပ်လိုက်တဲ့အပြုတ်မှုတစ်ခုကအမှားယွင်းဖြစ်သွားမှလည်းထပ်အနေနဲ့ရဲကြောက်တယ်ပေါ့เนาะအဲ့တော့ ဟိုကိုလုံနိုင်ဆုံးပေါ့စူးစမ်းပြီးတော့ဘယ်ရအောင်ဆိုစူးစမ်းပြီးတော့လုပ်ပါရင်ရှင်ဟုတ်ကဲ့ရှင်သူကအခုချိန်မှာတော့ congratulation ပဲပြောမယ်ထင်ပါတယ်အရင်တော့သူလည်းဘာပဲဖြစ်စိတ်ချမ်းသာမှာပေါ့နော်ဒါတော့သူနဲ့တော့မပြောရသေးဘူးရှင်ဟိုပေါ့ပွဲထဲမှာပဲထိုင်နေလို့လေဟုတ်လားပြောပြပါဦးသူကမင်းရတာသာဆုံးရောရှင်တသားကတော့အရင်ပျော်နေပဲတင်တယ်ဟိုလာပြီးတော့အားပေးပါတယ်သူကလည်း ကလေးဆိုတော့လေအပေးပါတယ်ထက်အနေနဲ့ကတော့ပေါ့နော်ဒီထက်ကိုစားပြုထားတဲ့ဒီသင်္ကန်းကျောစီတီအတွက်ကိုအကောင်းဆုံးနဲ့ဒီကိုယ့်ရဲ့ performance တွေကိုပြနိုင်အောင် catwalk ကောင်းလေးလုပ်နိုင်အောင်လို့ပဲအာအယုံစိုက်ပြီးရောလုပ်နေပါတယ်ရှင်ဒီဒီလိုမျိုး national culture တွေဘာတွေကတော့ဒါပထမဆုံးကြိုင်မှုတာလည်းဖြစ်တယ်ဒါပထမဆုံးလည်းရောက်မှုတာဖြစ်ပါတယ်ရှင်ဟုတ် Miss Miss Blogger နဲ့ပုံအထိုးပေးတယ်လို့ပြောရမှာ အချိုးပေးတယ်လို့ပြောရမလားဆိုတာထွက်ကတော့လာနေတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဘာဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးရခဲ့တဲ့အတွက်ကိုလည်းဝမ်းသာပါတယ်ဆက်အနေနဲ့ကလည်းနောက်ထပ် miss ပွဲထပ်ပြိုင်မှုဆိုတော့တိတ်တော့တော့အဲဟိုမဖြစ်ပေမဲ့လည်းဒီအခုပြိုင်နေတဲ့လက်ရှိပွဲမှာတော့အကောင်းဆုံးကြိုးစားအထောက်ထားပါတယ်။ဒီမြချင်းချင်းတွေကလည်းကိုအားပေးနေမှဖြစ်နေတော့။ဟုတ်ကဲ့ရှင့်အဓိကတော့တငယ်ချင်းတွေနဲ့မိသားစုတွေပေါ့နော်။ဟုတ်ကဲ့ပါကျေးဇူးပါ။မမအောင်အားပေးလား။ရတော့ပေါ့။ ကျေးဇူးများရေးတင်ပါတယ်ရှင့်